Hello guys ဒီဗီဒီယိုလေးမှာကတော့မဆုကိုအမြဲတမ်းခဏခဏလာမင်းနေတဲ့မိကွန်းလေးတခုရှိပါတယ်။အဲဒီမိကွန်းလေးကိုမဆုကဒီဗီဒီယိုလေးကနေပြီးတော့ပြန်ဖြေပေးပါမယ်ပေါ့နော်။အဲဒီမိကွန်းလေးကဘာလဲဆိုတော့ဒီမြမစစ်တပ်ကဘာဆက်ဖြစ်မလဲ။လာမယ့်နှစ်အနည်းငယ်အတွင်းမှာဘာဆက်ဖြစ်လာမလဲဆိုတာကိုကတ်လေးတွေနဲ့အဖြေထုတ်ကြည့်နေပေါ့နော်။သူတို့ရဲ့အခြေအနေကပို့ပြီးတော့စိုးသွားမလားဒါမှမဟုတ်သူတို့ဘက်ကအပြန်တက်လာမလားဆိုတာကို let's find out เนาะ ရှင်းပြမယ်ဆိုလို့ရှင်တော့မြန်မာစစ်တပ်ဆိုတာထက်အကြမ်းဖက်စစ်ကောင်စီပေါ့နော်အဲ့ဒီစစ်ကလုံဆိုလို့ရှင်ပုံမှန်လိမ့်မယ်အဲ့ဒီတော့ရေဆောင်အဲ့တော့2025အခုက2025အဲကြံနေအပိုင်းရေပြီးတော့2026ထဲမှာဗာဆက်ဖြစ်မလဲပေါ့နော် အရင်အဝေးတော့မကြည့်တော့ကွာဒီနှစ်နှစ်ပဲကြည့်လိုက်တော့မယ်โอเคအခု2025မြင်ရလားမသိဘူး and 2026ကိုကြတော့3ကဆွဲလိုက်မယ် because it's next year ဆိုတော့ မြင်ရလားမသိဘူး the tower တဲ့ see see ဒီတိုင်းမှာ pick လုပ်လိုက်တာနော်လောလောဆယ်မှာတော့သူတို့ဘက်က control အရှိန်အဟုံအရှိန်ဘယ်လိုပြောမလဲသူတို့ဘက်က control ရနေတဲ့ပုံစံရှိတယ်ပေါ့နော်သူတို့ဘက်ကအตาရနေတဲ့ပုံစံလေးရှိပေမဲ့2025အကုန်ကြလို့ရှိရင်တော့ the tower ဆိုတဲ့အတိုင်းမှာအခြေအနေကကမောက်ကမဖြစ်လာလိမ့်မယ်အခုအခြေအနေထက်တော်တော်လေးကိုဆိုးရွားတဲ့ပုံစံလေးဖြစ်လာမဲ့ပုံစံလေးမြင်ရတယ်ပေါ့နော်လုံးဝကြီး အော်အော်တောင်းနေกว่าတက်ပြတ်နေပြီဆိုတဲ့ပုံစံပေါ့เนาะအဲ့လိုပုံစံလေးဖြစ်လာမယ်လို့တော့ထင်တယ်ပေါ့เนาะဒီမှာပေါ်နေတာကတော့ဒီ tower ကမှသူက reverse ကြတယ် tower ကအတဲကြလို့ရှင်ဆိုးတယ်ပြောင်းမြန်ကြလို့ရှင်ဆိုးတာထက်ကိုပို့ဆိုးတယ် tower ကကအတဲနဲ့ပြောင်းမြန်နှစ်ခုစလုံးဆိုးတာတူတူပဲပြောင်းမြန်ဆိုလို့ရှင်ပို့ဆိုးတယ် okay ဒါ2025ပြီးွားလို့ရှင်2026မှာလည်းသူရဲ့ကတ်တရားကောင်းတဲ့ကတ်တွေတော့တကမ်းမှမပါဘူးပေါ့เนาะ page of swords reverse two of pentacles reverse and five of cups reverse သုံးကပ်စလုံးက reverse ဒီပဲပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့2026မှာသူတို့ကိုယ်တိုင်သူတို့ဘယ်လမ်းကြောင်းကိုသွားနေမလဲသူတို့ကိုယ်တိုင် clarity မရှိတော့ဘူးကွာသူတို့ plan မလုပ်နိုင်တော့ဘူး strategy ဘာတွေမချနိုင်တော့ဘူးဝေးဝေးဝါးဝါပေါ့နော်သူတို့ကိုယ်သူဘာလို့လို့လုပ်နေမှန်းမသိဘူးပေါ့နော်အဲ့ပုံစံလေးဖြစ်မယ်ပြီးလို့ရှိရင်အဖက်ဖက်ကယိုယွင်းလာတဲ့အတွက်ကြောင့်မလို့ balance မလုပ်နိုင်တဲ့ပုံစံလေးဖြစ်မယ်ပေါ့နော် ဆိုတာ2025မှာတခခုကြောင့်တို့ဟိုလုံးဝကြီးပြတ်သုံးသွားမဲ့အခြေအနေကနေပြီးတော့တို့မနေကိုအားယူပြီးတော့ဒီလိုမျိုး balance လုပ်နေရတဲ့ပုံစံပေါ့နော်အဲ့ဒါကိုသူတို့ကမနိုင်မနှင်းပြန်ပြီးတော့ recover ပြန်လုပ်နေတဲ့ပုံစံကိုမှဟိုမနိုင်မနှင်းပုံစံလေးဖြစ်နေပေါ့နော်အဲ့ဒီကနေကမှသူတို့ဘက်ကတော့ဒီ5 of cups 5 of cups reverse ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီမှာနင်းရလားမသိဘူးလုံးဝငိုကြွေးပြီးတော့ပြည့်မလား နောင်တတွေရနေအဲ့လိုပုံစံလေးဖြစ်မယ်ပေါ့နော်ဒါကတော့စိတ်ပိုင်းဆိုင်ရာပေါ့သူတို့ရဲ့အထက်ကလူတွေက စိတ်ပိုင်းဆိုင်ရာလုံးဝအဆင်မပြေဘူးငွေရေးချေးရေးနဲ့ပြီးတော့တခြားအဆအဆအရာရာကိုပြန်လဲပြီးတော့သူတို့တက်ကိုပဲသူတို့ဟာသူတို့ပြန်လဲတီထောင်ဖို့အတွက်ကလည်းတော်တော်လေးကိုအားယူနေရတဲ့အချိန်ရှိဖြစ်တယ်ပြီးတော့ clarity အရလဲသူတို့ကိုသူတို့ဘာလမ်းကြောင်းနေဘူးဟာတွေလုံးဝမလုံနိုင်တော့ဘူးအစအစအရာရာရုတ်ရွေးနေရတဲ့ကြောင့်မလို့ဒီဟာတော့2026မှာဖြစ်လာမယ့်ဟာဖြစ်ပါတယ်2026မှာသူတို့ဘက်ကတော့အကြီးအကျယ်အထိကနင်နာမှုတွေဘာတွေကတော့ရှိကြမှာရှိနေဒါပေမဲ့သူတို့ဟာသူတို့တကြီးကြီးနဲ့တော့အာအဆင်မပြေဖြစ်နေရတော့တွေ့ရတယ်ပေါ့နော်တကယ်တကယ်တမ်းအကြီးအကျယ်အာကြဆုံးမဲ့နှစ်ကတော့အခုဒီနှစ်နှစ် မကုံခင်မှာတခုခုကြောင်းမလို့အာအဆင်မပြေပဲနဲ့လုံးဝကြီးကိုမှဟိုပြိုကျပြတ်ကျသွားမယ်ပုံစံတော့တွေ့ရတယ်ပေါ့နော်2025မကုံခင်မှာအဲ့ဒါဖြစ်မယ်ပေါ့နော်အဲ့ဒီတော့ဒီ reading list ကိုအာကျေနပ်လိုက်မယ်လို့တော့မျှော်လင့်ပါတယ်အဲ့ဒီတော့ thank you very much and see you next time bye bye